President Don အမေရိကန်ပြည်ထောင်စုဟာတရုတ်နိုင်ငံကတင်သွင်းတဲ့ကုန်ပစ္စည်းတွေအပေါ်မှာချမှတ်ထားပြီးဖြစ်တဲ့အခွန်30ရာခိုင်နှုန်းအပေါ်မှာနောက်ထပ်100ရာခိုင်နှုန်းထပ်မံချမှတ်မယ်လို့သမ္မတဒေါ်နယ်ထရမ့်ကတောက်ကြနေမှာပြောကြားလိုက်ပါတယ်။အရေးပါတဲ့အမေရိကန်ထုတ် software အလုံးကိုနိုဝင်ဘာလ၁ရက်နေ့ကစပြီးပို့ကုန်ထိန်းချုပ်မှုတွေချမှတ်သွားမယ်လို့လည်းသမ္မတထရမ့်ကပြောကြားလိုက်ပါတယ်။တရုတ်အစိုးရက ်မြေရှားတပ်ထုတင်ပို့မှုကိုထပ်ပြီးတင်းကျပ်လိုက်ချိန်မှာအမေရိကန်ကတရုတ်ပုံပစ္စည်းတွေအပေါ်အကောက်ခွန်အကြီးကျယ်တိုးမြင့်တော့မယ်လို့သမ္မတကအရေးအမှတ်ပြောကြားခဲ့တာပါ။ဒါမဲ့နှစ်ပတ်ကျော်မှာတရုတ်သမ္မတရှီကျင်းပင်နဲ့တွေ့ဆုံပွဲကိုဖျက်သိမ်းမယ်လို့လဲထရမ့်ကစောပိုင်းကသူ့ရဲ့ True Social လူမှုကွန်ရက်မှာချင်းချောက်ခဲ့ပါသေးတယ်။ကြားသာပရင်းနေကတရုတ်အစိုးရကမြေရှားတပ်ထု Red Element ပုံကုန်ထိန်းချုပ်မှုတွေကိုထပ်တိုးမြင့်လိုက်ချိန်မှာ တရုတ်ကကမ္ဘာစီးပွားရေးကိုအကြက်ကိုင်မဲ့အစီအစဉ်လို့တမနာထရမ်ကသူ့ post မှာတုံ့နှုံးခဲ့ပါတယ်။နည်းပညာပစ္စည်းထုတ်လုပ်တဲ့နေရာမှာမရှိမဖြစ်လိုအပ်တဲ့မြေရှားတပ်ထုဟာကားတွေကနေ smartphone အထိအရာအလုံးအတွက်အလွန်အရေးကြီးပြီးဒီဈေးဘက်ကိုလည်းတရုတ်နိုင်ငံကလွှမ်းမိုးထားတာပါ။ထရမ်ရဲ့မှတ်ချက်တွေကြောင့် တောက်ကြနေ store ဈေးပိတ်ချိန်မှာ store တန်ဖိုးတွေအကြီးအကျယ်ထိုးကျကုန်ပြီးကမ္ဘာအကြီးဆုံးစီးပွားရေးနိုင်ငံကြီးနှစ်နိုင်ငံကြားကဆက်ဆံရေးတွေလည်းပိုထိခိုက်သွားနိုင်ပါတယ်။ stock စံနှုန်းသတ်မှတ်ချက်ဖြစ်တဲ့ S&P 500ညွန်ကိန်းကတောက်ကြနေမှာထိုးကျသွားခဲ့ပြီးဤပညာ stock Nasdaq ညွန်ကိန်းလည်း3.5ရာခိုင်နှုန်းကျော်ဈေးကျပြီးဈေးပိတ်ခဲ့ပါတယ်။တမရထွန်းနဲ့တမရရှီတို့တောင်ကိုရီးယားနိုင်ငံမှာတွေ့ဆုံဖို့အစီအစဉ်ဟာတွေ့စရာအကြောင်းမရှိတော့ဘူးလို့လဲထရမ့်ကပြောပါတယ်။ပြုတ်အစိုးရဘက်ကတော့ခေါင်းဆောင်တအူးတွေ့ဆုံဖို့ကိုဘယ်တော့မှအတည်ပြုခဲ့ခြင်းမရှိပါဘူး။ အင်ဂျူရိုနဲ့ဝါရှင်တန်ကတရုတ်တန်ယုံတို့ကတော့ဒီကိစ္စအတွက်မှတ်ချက်ပေးဖို့ချက်ချင်းတုံ့ပြန်ခြင်းမရှိပါဘူး။အမေရိကန်ကုံသွယ်ရေးကိုယ်စားလှယ်ရုံးပြောခွင့်ရသူကတော့သမရထရန့်ရဲ့ပြည်နိုင်ခြေတုံ့ပြန်မှုတွေနဲ့ပတ်သက်ပြီးမှတ်ချက်ပေးဖို့ညှင်းဆန်ပါတယ်ခင်ဗျာ။ and it's uh